သူတို့ကောင်းတရားကြမြင့်စွာ မတည်နိုင်ခြင်းအကြောင်းအင်္ဂုတ်ထို၏ပါဠိတော်မြန်မာပြန်ပိစကနိပတ်ငါပိစမပန္နာတာကနှစ်ဆက်တကိမီလာဝတကိမီလာတို့မြတ်စွာဘုရားထံအချင်းကိမီလာမထေရကလာရောက်မေးမြန်းလျှောက်ထားပါတယ်အချင်းဘုရားမြတ်စွာဘုရားပြိနိဗ္ဗာန်ဆံယူတော်မူသည်ရှိသော သူတို့ကောင်းတရားကြမြင့်စွာမတီတတ်နိုင်သောအကြောင်း အထောက်အပံ့ကအဘယ်ပါနည်း ကီမီလာမြတ်စွာဘုရားပြိနိဗ္ဗာန်ဆံယူတော်မူသည်ရှိသောဤတဒနာတော်၌ယဟန်ယဟန်မိမဥပါဒကဥပါတိကမာတို့သည်တင်မြတ်စွာဘုရား၌ယူသည်မူတဝတ်မှုမရှိကုန်မူ၍နေကြကုန်၏မြတ်စွာဘုရားလက်ထက်ကပြိသက်၄မျိုးလိုခေါ်တဲ့အမျိုးသားယဟန်အမျိုးသမီးယဟန်မှဘုရားကိုကိုးကွယ်သူ လူယောက်ျားလူမိန်းမဆိုပြီးရှိကြတယ် ဒီလိုပုံကိုယ်တွေကဖះမရှိတော့တဲ့နောက်ပိုင်းမှာဖះကိုမယူသေးကြတော့ဘူးဆိုရင် သာသနာမြ мян ွယ်မှာဖြစ်ပါတယ်ယခုမျက်မှောက်ကာလကိုကြည့်ရင်ဗုဒ္ဓသာသနာအလွန်လင်းမြန်စွာ ကွယ်ပြောင်းနေပြီဆိုတာသိနိုင်ပါတယ်နှစ်တရား၌သုံးတန်ခါ၌လေးတီလာတိခါ၌ငါချင်းချင်းယူသေးမှုတဝက်မှုမရှိကုန်မူ၍နေကြကုန်၏ကိမီလာမြတ်စွာဘုရားပြိဋိဘံဆံယူတော်မူသည်ရှိသော သူတို့ကောင်းတရားကြမြင့်စွာ မတီးတတ်နိုင်သောအကြောင်းအထောက်အပံ့ကားဤဒီပင်နေဟုမိန်တော်မူ၏ဆက်ပြီးတော့တဒနာကြရှိတည်တန့်ခြင်းရင်တော့ဖျား၌တရား၌တန်ခါ၌တိလာတိတ်ခါ၌အချင်းချင်းယူတည်မှု၌ပြုလုပ်ကြရင်ဖျားမရှိတော့တော်လဲတဒနာကြရှိတည်တန့်ပါလိမ့်မယ်ဆိုပြီးဟောကြားခဲ့ပါတယ် ယခုခါယဟန်တွေလူတွေကဖျားတရားအလုတ်ကိုယခင်ကထအလွန်လောက်ကြတော့လေဖျားတရားအပေါ်လူတည်မှုနေပါလာတာကိုအထင်ရှားတွေ့နေရပါတယ်ကိုးကွယ်မှုအမှားများယုံကြည်မှုအမှားများဗုဒ္ဓဤဟောကြားပြသထားတာမဟုတ်တဲ့တရားများကိုဗုဒ္ဓဟောကြားခဲ့တဲ့အောင်တရားအပေါ်မှာထင်တယ်လို့လုံနေမှုများကသာသနာမြန်မြန်ွယ်မိလက္ခဏာများပါပဲတန်ခါချင်းချင်းဆိုရင်လေအရင်ကမျက်နှာချင်းဆိုင်ဝေဖန်ထောက်ပြရတဲ့ အပြစ်တင်ရှုံချရတဲ့ဆန်နစ်ပဲရှိတော့တော်ယုံတန်ယုံတပားနဲ့တပားတော်၎င်းလူကယဟန်းကိုယဟန်းကလူကိုတော်၎င်းအကြောင်းကြောင်းလူငယ်ပြီးဘာမှမပြောဆိုကြတော့လဲယခုခါဤပညာတူတက်မှုကိုအလွဲသုံးစားလို့ငါ့ကိုဘသူဆိုတာတိမမဟုတ်တိလေမျက်နှာချင်းဆိုင်ပြောရတာမဟုတ်တော့တဦးနဲ့တဦးယူသိမှုမရှိတော့တာထင်ရှားပါပဲဒီလိုနဲ့တန်ငါကိုလည်းမယူသေးတော့ဘူး အချို့ကလည်းယူသေးအောင်မနေတော့မလိုသေးကြတော့ဘူးတိလတိတ်ခါပိုင်းမှာဆိုရင်လေလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ယခင်ကဆို လူသူတိတ်မတိကြပေမဲ့ယခုအခါမှာတော့လူသိရှင်ကြလို့ရမှာကိုလည်းဝင်မလေးတလူတိအောင်အောင်ကြီးညာနေကြတလူဖြစ်လာနေပါပြီဒါကြောင့်တိလတိတ်ခါပိုင်းဆိုင်ရာမှာလည်းယူသေးမှုမရှိကြတော့ဘူးအဆိုးဆုံးကတော့အချင်းချင်းတောင်ယူသေးမှုမရှိကြတော့တာပါပဲ။ ုရားကအထင်ကီမီလာမထေရကို ဟောတာနဲ့ယခုကာလဖြစ်နေတာတွေက အကုန်ကိုက်ညီနေပြီဖြစ်လို့သာသနာလင်းမြန်စွာကွယ်တော့မှာဧကံပါပဲဒီတရားကိုတတိထားပြီးနိုင်ယူကြည့်ပါသာသနာထုံးကားတယ်ဆိုတာစေတီပထိုးဖရာကြောင့်ကံတွေမြပြကြီးပွားနေတာကိုမဆိုလိုကြောင်းသိနိုင်ပါတယ်။ကမ္ဘာပေါ်မှာယခင်ကဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံတွေအများကြီးရှိခဲ့ပါတယ်။ယခုအခါဖရာစေတီတွေတော့ဂျန်နေသေးတော်လဲ ကိုးကွယ်သူမရှိတော့လို့သာသနာကွယ်ခဲ့ကြပါပြီ။အချိန်တန်တမယစီမယပြကြရမှာဓမ္မတာဖြစ်လို့ယခုခါပြည့်မြည်နေတော့လဲအထုတ်ရင်ရနိုင်သေးတာဖြစ်လို့သူတပားရီယူသေးမှုတုံ့ဝတ်မှုမရှိတာအသာထားပြီးကိုလန်းကိုမမှန်နဲ့မြင်မြင်ရှောက်ကြပါစို့လားဗျာဦးဓမ္မတရား